ဟဲ့နော်အဲ့တော့စဉ်းစားနိုင်ရင်ပဲဒီအနတ်ခုနည်းနည်းဆိုရင်ပဲပုံသားပေါ်မလာဘူးလားအဲပေါ်လာဘူးကာလမချားလို့ခေါ်တယ်ဒါပဲနဲ့မြူပါနဲ့နော်ကာလမချားယူပါကာလမချားပုံလေးကိုထပ်ပြောမယ်နော်ဥပမာပြတာပြောအောင်နော်ဒါလေးနားလည်သွားတရားရှုလို့ရပါပြီကာလမချားဆိုတာကဒါပဲနဲ့မပြောမသုံးညို့သုံးတာပါတဲ့ဥပမာအဖြစ်နဲ့ဒီစီတီးတဲ့ပမာတဲ့ဗျာစီတီးတဲ့ပမာတော့ ဟုတ်လားနိုင်တိတ္တမှာဒူနောင်ဘင်းဆိုစီတီးကြတာဘုံအရှိကြီးတွေပေါ့နော်တေမျက်နှာပြင်နှစ်ဖက်ရှိတာပေါ့တေမျက်နှာနှစ်ဖက်နော်အဲတစ်ဖက်သားမျက်နှာပြင်မှာတဲ့ဘုရားဒဂါရီတုံးလိုက်တဲ့အချိုတုတ်ခိုင်းတာပေါ့နော်အဲတလားကြတော့ရင်ကောင်းကောင်းလာနာလိမ့်မယ်တဲ့ဘာနာမလဲအဲနားကြီးမလွတ်တဲ့ဘက်ကတီးလိုက်ပါတဲ့အတန်မြည်တဲ့ရင်ကောင်းကောင်းလာပြီတပင်းနဲ့အောင်းမရတယ်တဲ့တီးတဲ့အတန်မြည်တဲ့နဲ့ကထပြန်တာပဲ တာမြန်တာလေအဲ့ပမာလိုပဲအသက်သူရှင်လိုက်တာနဲ့အနံ့လေးကြတယ်ဆိုရင်ပဲဝိဇာပေါ်တော့တာပဲဟုတ်ရလားအပြင်ရေတိကြော်တယ်ဆိုရင်အနံ့လေးပေါ်တာနဲ့ရေတိပုံပေါ်တာပဲဒီတိတ်မြန်တာအကာလမချားခေါ်တယ်ဘယ်လိုခေါ်တော့တပင်နဲ့မဟုတ်ကာလမချားနော်အဲ့တော့ပြရမှာဒီအနံ့ကိုကြည့်ရတယ်ကျုပ်လည်းမမီတော့ဘူးလေမနှောပေါ်နေပြီကိုအဲ့ဒါကိုအဖြေကနှုတ်ဆက်ကအဖြေထုတ်တာပါ တတ်တာမဟုတ်ကြောင်းသိရမှာလို့ပြောတာအဲရှုနည်းချက်မမြင်နဲ့နော်အထာပါမနောပေါ်တာကိုဒုတိယအတွေ့အကြံအဖြေမှန်ထုတ်ရတာနောက်ပါလဲပု္ပ္ပာလို့ပေါ့ခုနလိုငါအမြောင်ငါကြီးများခြင်းဆိုရင်အတန်မကြားလိုက်ဘူးလားပု္ပ္ပာမပေါ်လိုက်ဘူးလားပု္ပ္ပာမှာ25ပါလားပါဘူးအဲဒုတိယအတွေ့အကြံမှာ25ပေါ်ရတာတဲ့ရှုလိုက်တာနဲ့ကိုမကကြားပါလားထားတော့နော်ကိုမလောင်လဲမနောမှာအမူအရာပေါ်တယ် အဲ့ဒါကိုအေးစီစီပဲကြည့်တော့ဒေတာမမကျွန်တော်ခမည်းမြတ်လာပြောလားပြောပါဘူးဒေတာမမီငါလိုရောအော်လားဟုတ်ပါဘူးအဲ့ဒါဟုတ်လားမဟုတ်လို့လားဖွဲနေရှေ့ဆိုင်မှာလားပြီးဆုံးသွားတာလားအဲ့အဲ့လိုဆိုတဲ့သွားပြီပေါ့အဲ့လိုရှုခိုင်းတာပါကိုလုံးနဲ့ပတ်ရှိခိုင်းတာမဟုတ်ကိုလုံးကြည့်ခိုင်းတာမဟုတ်ဘူးနော်ဟုတ်ပါရဲ့လားနားလည်မလားကိုလုံးနဲ့မှရှိတယ်ရှင်မှားတယ်တဲ့ဗျအဲတရားမှုတရားမှုဖော်လိုက်ပါအောင်နော်တမ်း ကိုယ်လုံးကြီးနဲ့ခန္ဓာငါးပါးလုံးဝမတူဘူးအဲ့ဒါတိဘူးလို့အတာနော်ဘယ်ကရှင်းအောင်ဟောပေးခဲ့ပါတယ်စောင်းရင်လည်းစောင်းတယ်တဲ့ပြမှတ်ခဲ့နော်ရအောင်ခန္ဓာငါးပါးနဲ့ကိုယ်လုံးလုံးဝမတူပါဘူးခန္ဓာငါးပါးကတိတဲ့သဘောလေးကစောင်းကန်နဲ့တူတယ်အနတ္တရာနော်ကိုယ်လုံးကြီးကစောင်းရင်နဲ့တူတယ်ကိုယ်လုံးကြီးကဘာနဲ့တူတာနော် ။ဒါနဲ့သံသမတ်တယောက်ကတဲ့အဆောင်မျိုးဒီလိုဘုရားနန္ဒောနဲ့မလန်မကန်သွား။ဘုရားခေါ်ခိုင်းအနာကြတော့စောင်းနဲ့ကြည့်ကျင်တယ်လို့တောင်းဆိုတယ်တဲ့။စောင်းနဲ့ကြည့်ကျင်တယ်တဲ့နော်။သံသမတ်ဖြေပါတယ်။ကြည့်လို့မရပါဘူးလို့ဖြေတယ်။ဘုံဘူးရဲ့အိုးထဲမှာရှိရမယ်တဲ့တပတ်။အလှန်တော့ရှာခိုင်းစံတော့ကြည့်တယ်မတွေ့တော့သူကငယ်ခွဲကန်းလို့စောင်းရင်ခွဲပလိုက်တာနော်။လေလေခွဲနဲ့စောင်းတာမထွက်။ရှင်းစိတ်ခွဲနဲ့မထွက်တော့ထောင်းချီခြေခိုင်းလိုက်တယ်။ ရှင်းရတဲ့အကြောင်းတန်ထွက်ပါမလားထွက်မလားတော့အမှုံနဲ့ပုံမလားဆိုပြီးတော့မီးရှုပ်ခိုင်းနေတဲ့ဟောထွက်လာမလားပေါ့နော်စောင့်တန်ထွက်ပါမလားထွက်ဘူးကဲပြရဲမှာအောင်မှဆိုရင်လည်းမွေးရင်ထွက်မလို့ရေဖြောခိုင်းပြန်နေတဲ့အဲဖျားပြောလိုက်ရင်ပဲစောင့်တန်ဟာကျိုးရဲမှာလည်းမရှိအိုးရဲမှာလည်းမရှိအသားရဲမှာလည်းမရှိပြောကြည့်ပါဦးစောင့်တန်ဒီကျိုးရဲမှာလည်းမရှိ အဲတည်ရင်တော့ဖတ်မလာဘူးလားအဲ့လိုပဲအောင်တော့တိုက်ခင်တာတည်တာတဲ့ဒီကိုယ်ကမှရှိကိုမရှိဘူးဘယ်လုံးနဲ့မှလည်းမရှိဘူးနားလည်းမလည်းမရှိဘူးအသားလည်းမလည်းမရှိဘူးသုံးသားလည်းမလည်းမရှိဘူးအများရှိမနေဘူးအရှင်မတ်တရားမဥမကပြောကြည့်မယ်နော်နားကနေတတ်တာတော့ပြောကြည့်မယ်ကဲဆင်းမကြလဲဘူးလားကြားလိုက်ပါခင်ဗျာနားမှာတည်လိုက်တဲ့နှောင်းလမ်းမှာလည်းဖွက်လိုက်တော့ပေါ်ပေါ်ဘူးလား အမြဲရှိတာတိုင်းတော့ခဏပဲလေဘုံပြောက်သွားတာပဲလေဟုတ်မလားအဲအတက်မရှိခင်ပဲကမရှိခင်မှမသိသေးဘူးဒီကရှူလိုက်မယ်ကတင်းလာရင်ကုမလာမတော့မပေါ်ဘူးလားအဲ့ဒီထုတ်ထုတ်လိုက်တဲ့ကမရှိပြောင်းအတိတ်ခံဖြစ်ပြန်တာပဲကိုလုံးနဲ့မရှိရဆိုမှားတယ်နော်သူတက်ရှူနေဆိုတင်းလာရင်ဖွဲမလို့လောင်တာနဲ့အမူအရာပေါ်မလာဘူးလားအဲရှူပြအချိန်နဲ့ပိုင်းလိုက်ပါရှူပြမရှိတော့ပါဘူး အပြန်ထုတ်လိုက်ပြန်တယ်အတိတ်လုံတယ်နော်မနောပေါ်ပြန်တယ်ပြီးသွားတာပဲအချိန်နဲ့ပိုင်းလာတာခန္ဓာညောတာပေါ်တာပေါ့အဲ့ဒါပိုင်းရမှာနော်အချိန်နဲ့ပိုင်းရမှာလေအဲ့မှာဝိညာဉ်ပါတော့ဝိညာဉ်ညောတာအဲ့ဒါပြောတာပဲခန္ဓာညောတာအဲ့ဒါပြောတာပဲအချိန်နဲ့ပိုင်းမှာအဆုံးဒီမှာပေါ့တော့ပေါ်ရလားနားလည်မလားကိုယ်လုံးနဲ့မှရှာရင်ရမှာမလားအဲ့ဒီမှာပေါ့နေရာပိုင်းမှားပြီးအထက်ထက်မှာပေါ့ ဒါမင်းဆိုတာဘယ်တော့ဟောနေဘူးတယ်တို့အဲ့ဒါနမရှိပါဘုရားဆိုပြီးဘုရားနာတို့နားကြည့်ကြနော်ဣဒ္ဓပေါ်ကစားဣဒ္ဓတွေပေါ်ကစားပေါ့ဆရာမတွေကကြားတော့စိတ်မကောင်းဘူးသန္တနာလေးတွေပြောရင်ငါရှင်တို့အရှင်ဘုရားတို့တရားကျင့်တယ်မမားတယ်နေတင်ထားမယ်မမားတယ်နေတဲ့နော်အဲ့မှာကာရနဲ့ပြင်လို့ပဲရွှေနဲ့ပိုင်းတာအမှအရင်မှဖြစ်တဲ့ယုံနာတို့ကဒုတိယရွှေတို့မလိုက်ပါအချိန်နဲ့ပိုင်းလိုက်တာ ်ငါးတယ်ပေါ့နော်ဒုတိယအဖြစ်ရုံနေတက်ပြတယ်မလိုက်ပါလို့ပိုင်းပါတဲ့အဲ့လိုစုရပါတယ်ပြီးတော့တခါ7နှစ်ပိုင်းနဲ့20ပိုင်းနဲ့7နှစ်ပိုင်းနဲ့ယာတိပိုင်းပါတာနော်ပြီးတော့ကာလတခါမိုးတို့မှာဖြစ်တဲ့ရုံနေဒီဆောင်းတို့မလိုက်ပါဆောင်းရတခါတွေမလိုက်ပါမိုးကမိုးကနွေမိုးပါနွေဦးသာဖြစ်တဲ့ရုံနေဟာမိုးတို့မလိုက်ပါနော်မိုးဟာတခါဆောင်းတို့မလိုက်ပါနေသူကာလတဲ့ ကပိုင်းပိုင်းပြန်တယ်ရာသီနဲ့ပိုင်းတာနော်ပြီးတော့နေ့နဲ့ပိုင်းပြန်တယ်မနေ့ကလည်းဖြစ်ရုံတန်တို့ဒီနေ့လည်းတို့မလိုက်ပါနေ့လည်းကလည်းဖြစ်တဲ့ရုံတန်ညနေတို့မလိုက်ပါပေါ့ကဲပြီးတော့တခါရှင်သာတူတဲ့ပေါက်လိုက်တယ်ရှင်သာကလည်းပြိဏာထုတ်သားတို့မလိုက်ပါကလည်းလည်းဖြတ်ချသွားတာအဲ့တော့မှခန္ဓာပြောတာပေါ်မှာဝေဒနာအဆုံးပေါ်မှာဟုတ်ပါရဲ့လားနည်းလေတယ်နော် ုဉ္ဇဉ်ကံလာအချိန်နဲ့ပိုင်းနဲ့သုဉ္ဇဉ်ကံလာမှာအပေါင်းဖြင့်လောင်နေတဲ့မနောတိပေါ်သမျှအချိန်နဲ့ပိုင်းလိုက်ပါအဟောင်းကတက်တယ်လားတက်တယ်ပဲအဲထုံဆန်းကြလဲဦးမလားဟိုအတက်တယ်ပဲလောင်အဆုံးတတ်တယ်လို့သူအချိန်နဲ့ပိုင်းတော့မှသာရှုရမှန်မယ်လို့အမိရှိသွားတာလက်နေကြလားရမယ်နော်ကိုလုံးနဲ့ရှိတယ်ထင်ရင်မှန်လားမှားလားဟာတာပေါ့နားလိုက်ကြလားအေးကြီးတယ်နော်ဒီကနေ့မှာမျက်စိကမြင်မှာမဟုတ်တော့ဘူးလေ အောင်ကြောင့်ဒီတော့နာလည်းမကြဘူးအဲအတွေ့နဲ့ကြံတော့လားကုမလုံနာနဲ့အမူအရာပေါ်နေတာပဲရှိမှာပေါ့အဲ့ဒါကိုခုလိုသာတိမထားရင်ငါကိုယ်ရင်းငါတို့တော့မယ်ငါ့ကိုကယ်ပေါင်းဆိုရင်မှားမှာပေါ့ဟုတ်ပေါ့လားကုမကျက်တော်လာမတဲ့မနောပေါ်တဲ့အမူအရာကိုညာဥနေမယ်ဆိုရင်ကဲရှေ့ဆက်မှလားဆုံးတတ်တာလားဆုံးတတ်တာဒါဆိုရင်လက်နေပြီဟုတ်ပါရဲ့လားကျက်တော်လာမစေတဲ့ဘုရားအဲ့ဒါဟောပက်ခဲ့တာငုလပိတာကြီးကိုဘုရားတင်တာအဲ့ဒါတင်ခဲ့တာ ဘွားများသာမှာအဖေအမေတော်ခဲ့ဘူးလို့ဟာတဲ့အဲ့ဒီမင်းတို့ကဖះရမယ်လဲမပြောဘူးအသားလာကြင်တာတဲ့တားတားနဲ့ခါတင်လာပြောအကင်ရတော့ဖះလက်ခံတော့ငကုလာပြည်တဲ့ငကုလာမတားလို့ခေါ်ခံရတယ်ဒီနေ့ဘုန်းကြီးအသက်80ရောဂါရပြီးတော့ကြောင်းရောက်လာတယ်ငကုမလာနိုင်တော့ဘူးဖះဒါနောက်ဆုံးဖက်ပါလိမ့်မယ်ဖះတဲ့ဒီမကောင်းဖြစ်နေပါတယ်တမ်းမှလည်းမရှိပါဘူးဆိုတော့ဖះဟုတ်တယ်နေကောင်းတယ်ပြောတဲ့ပုဂ္ဂိုလ်ကမိုက်လို့တဲ့နေကောင်းလားဆိုရင်ကောင်းတဲ့ပြင်မိုက်လို့တယ်ဗျာအမြဲတမ်း ယောဂဖြစ်နေတာပါအဲ့ဒါဆာရယောဂမင်းကကူရခက်တာလောင်နာဟာအောင်သားမှာတိရစွာလောင်နာပဲအဲ့ဒါဆင်းရဲပဲတဲ့အတန်ကြရတယ်လောင်နာတဲ့မနောတကပွင့်အောင်လောင်နာကြီးပဲဖြစ်တော့ဆင်းရဲခေါ်ပါတယ်အဲ့ဒါနေကောင်းနေပြန်မိုက်လို့တဲ့ဟိုကြားနေနေရတာလောင်နေတာပဲလေတွေးကြပေါ့လေလောင်နာမှာမလားဘာမှတုံးမရဘူးလေအဲ့ဒါကိုညံနဲ့မကြည့်တော့အာအမှန်ကြီးကိုဆက်ကုန်တာဟုတ်တော့ပါလားဘုံတော့မလဲတော့တာပဲဆင်းရဲခေါ်တယ် ဲ့တော့ဘယ်လိုရှိအောင်လဲတရားရှင်ကြီးပြောပါတဲ့သူတင်ပြပါဆိုတော့အကိုမှဘလောက်ပဲလောင်လောင်တဲ့ယောဂဖြစ်ဖြစ်စိတ်ဆင်နဲ့ကိလေသာအနာမရှိအောင်ကျင့်ရမယ်လို့ဆုံးမလိုက်တယ်ဆိုတော့စိုက်တင်တာသွားလိုက်တာရပြီနော်ဝိဒနာသွားနော်အဲမကြည့်ပါနော် ရလောင်တဲ့နေရာမှာအထူးပြအိမ်ထဲယူလိုက်ပါဦးနော်ကိုမလောင်နေတယ်ကဲအပြစ်လောင်နော်မတော်ညီလောင်မနေဘူးလားလောင်တာမှာကိုမကတော့လောင်တာတားမရဘူးလေမတော်စီလောင်တာပေါ့အဲ့ဒါမှာဒီမကြီးအဆက်ကလေးမှာတက်တာတင်ငါမယူတော့ဘူးဆိုရင်ကဲသူကရှေ့ဆက်မှာလားငိမ့်သွားမှာလားငိမ့်ငိမ့်တာတွေ့ပြီလေသူကတော့ပေါ့လားအပေါင်းအားဖြင့်ဘာအမြအားလုံးဒီကဲဘယ်လောက်လောင်နော်စိတ်အစမှာကိလေသာဆိုတဲ့အမြန်မှားပေါ့ မလောင်အောင်နော်ညံလည်းဥလိုက်ပြီရောတဲ့မိကငိမ့်တာတွေ့ပြီမှိုက်ပြီးတော့မဆက်တော့ဘူးလေအဲ့တက်ကြီးဂိမ်းတော့ကြောင့်တပန်ဇာတိမလာတော့ဘူးလို့မှတဲ့ဘာအဲ့တိုင်းစုမရမှာနဲ့လည်းမလားဒါမှလို့ဒီတရားကတကယ်နားလည်လို့ရှိရင်ယောဂပြင်းလို့ရှုလို့ကောင်းလေပဲယောဂတရားပြုလို့ရှုလို့ပေါကောင်းတာပဲမထင်ရှားတာဘူးပြင်းလာလေလည်းအမြာပေါ်လေလေညံမိလေလေပဲ ဆုံးတဲ့နှုံသွင်းပြီးတော့လျှောက်တာပဲလေအပေါ်ရလားဒါအမှန်ပဲဖះဟောတာရှင်းသွားရမှာရမယ်နော်အဲ့ကြိုတင်ကြည့်မယ်ထားရမှာမလားကြင်ထားမှာနော်အဲ့ကြည့်နေနေမှာဒီဟာကျွေးဟောင်းကြီးရသမလားစကားလေးရေးကြည့်ပါလေကျွေးဟောင်းလေးကြီးရသမလားစကားလေးရှိတယ်ဒါဘယ်လိုဟောလဲဆိုတော့ဘယ်သူဆရာရလဲဆိုတော့ဘုရားဘုရားဆရာရတာပါဝိရိယအမှန်တန်ထားတဲ့ဆရာဘုရားကြီးတဲ့ ဲ့တော့မတိလိုက်လို့ရှိရင်ကွဲတဲ့အောင်ရတဲ့တည်းမတိလိုက်ဘူးဆိုလို့ရှိရင်တော့ဒီဘက်ဆက်သွားရင်တော့မြတ်တော်တစ်ခါအတွင်းနဲ့ဂရေပေါင်းတသိန်းကျွေးတင်တာပေါ့တဲ့ဣတိတာနဲ့ရှင်နဲ့အမြဲမှန်းကျွေးတင်လိမ့်မယ်တဲ့တိလိုက်ရင်တော့ကွဲတဲ့ပြဟောင်းကြီးကျွေးတယ်မလာဘူးဗျာလို့ပြောလိုက်တော့အမနဲ့နဲ့နေတာအဲအဲ့ဒါတို့သူရှင်းအောင်နော်သူအောင်မွားအမောင်လေးလေးပြအောင်နော်အမောင်နဲ့အလေးလေးဟုတ်ပြီ ဟိုတတ္တိကိန်းတာပြောတာပါတဲ့မှတ်ခင်နော်ဝိညာဉ်ပေါ်တိုင်းပေါ်တိုင်းမှာအမောင်နဲ့နှလုံးသိမ့်မယ်ဆိုရင်တဲ့ကြည်ပါနော်ဝိညာဉ်မှာအမောင်တတ်ကိန်းမှာပေါ့တတ္တဝထိုက်တဲ့ဒါငါးကိုယ်လုံးကြီးအမိငါတောင်းချင်းလက်တဲ့နဲ့အမောင်တတ်ကကိန်းသွားတာပေါ့အဲ့ဒါကိုဣလိတာတတ္တိကိန်းနဲ့ခေါ်တယ်ဘယ်လိုခေါ်လဲဣလိတာတတ္တိကိန်းတာအဲ့လေမလားတို့ရအများကြီးအဲ့လိုဖြစ်နေတာဝိညာဉ်ပေါ်တိုင်းပေါ်တိုင်းငါး ငါတမိငါသာဝအရာပဲတွေးပြီးစัจ jet ကိုတွင်းထားတော့ပြည့်နေပြီလေ။အဘောလားအဲ့ဒါကြွေးခေါ်ရတဲ့ကိလေသာအမြင်မှကြွေးတယ်ပေါ့။တော့ပါမလား။သူရှိနေဘုသုံးမလည်းမှာပဲလေ။တော့ပါလား။အဲ့ဒါကိုတဲ့အမားလေးဖုံးထားတာဗာမြင်မြင်အာမနောကအစိတ်မြင်ရလဲပဲတတ်သွားထင်နေတော့ပေါ့။နားလည်မလား။တတိကြောင့်ပေါ်တာနော်။နားလည်မလား။အဲ့ဒါကိုပြန်ရှုရမယ်ခင်ဗျ။နေနဲ့မမနဲ့ပြန်ရှုရမှာနော်။ ဒါခြူတိုင်းထုတ်တဲ့အမူအရာတိုင်းမှတဲ့မပါဘူးနေတံမမနေတော်ဟာမတ္တမိနမိတော်အတ္တကျွန်တော်ခင်ဗျားမျက်နှာလေးရှိလို့ပြောလားငါလိုရောပြောလားရှေ့ဆက်မလားသုံးတတ်တာလားဒါဆိုရင်တွေးဟောင်းကြီးတွေးတယ်မလားဘူးတဲ့ဗျတွေးဟောင်းကြီးတွေးတယ်မလားဘူးဟုတ်ပါလားခန်းခန်းသွားတာပေါ့ရတာကုံသားမှာပေါ့ကုံသားရင်က ဒီမှာအမောင်ရှိသေးလားရှိပါပါဘူးတနက်ဆက်ကဆက်ပါအောင်မလားဆက်တော့ဘူးအကိလေသာကုန်ခိုင်းတယ်ခေါ်တာအဲ့ဒါပြောတာတရားအထုံကြီးရလူရဲ့